ငါနဲ့မတူငါရန်သူလို့ဘသူကဆားခဲ့လဲဆိုအခုဆရာကြီးနဲ့ကျွန်တော်နဲ့ဆိုလို့ရှိရင်စစ်တကောက်ကောင်ကြီးကဘာဖြစ်မလဲငါရဲ့သူ့ရဲ့ရန်သူပဲကျွန်တော်တို့ကအဲ့တော့ဘာဖြစ်လို့မင်းတို့ရန်သူလို့တတ်မှတ်လဲဆိုသူတို့နဲ့မတူလို့လာမယ်မလာပါမလာပါဆရာကြီးမင်္ဂလာပါဟုတ်ဒီနေ့ကတော့2025ခုနှစ်စက်တင်ဘာလ29ရက်နေ့ပေါ့နော်ဟာနေ့နေ့စဉ်ထူးခြားသတင်းတွေပြီးလို့ရှိရင် ဟိုအကောင်ကြီးတွေပေါ့နော်အကောင်ကြီးတွေဟောင်းထားတဲ့ဇလန်းတွေလည်းရှိတယ်ပေါ့နော်အကောင်ကြီးတွေဟောင်းထားတဲ့ဇလန်းတွေလည်းပတ်သက်ပြီးတော့ဒါရုပ်တံဖန်ကြီးတခုလည်းပြသွားမှာပေါ့နော်ပြသွားပြီးတော့မှအဲ့ထဲကဟိုပြောသွားတဲ့ဇကားလေးတွေကလည်းဟိုရေးပြီးသားစာကိုဖတ်တာပါပဲရေးပြီးသားစာကိုဖတ်တာမျက်လုံးတွေကိုကြည့်ရင်တိတာတယ်ပေါ့နော်ရေးပြီးသားစာကိုဖတ်တာ ကျွန်တော်လည်းရေးပြီးသားစာတော့ဖတ်တယ်ဒါပေမဲ့စာဖတ်တဲ့အချိန်ကျွန်တော်ကစာစာကြည့်ဖတ်တယ်ကိုပြောရမယ့်အချိန်ကိုကကိုဒီစာနဲ့ကိုပြောမယ့်ဟာနဲ့နှစ်ခုပေါ့နော်ရင်သွင်းစကားနဲ့ဆက်ဆက်ပြီးတော့မှကျွန်တော်တို့ကပြောတာပေါ့နော်ဒီလိုမဟုတ်သူကဒီစာအုပ်ပဲတောက်လျှောက်ကြည့်နေတဲ့ပုံနဲ့ပါရာဖတ်ပေါ့အဓိကတော့ပါရာဖတ်လောက်ထားတဲ့ဗီဒီယိုဖိုင်တစ်ဖိုင်လဲတာပြီးလို့ရှိရင်ဖွင့်ပြမယ်ပေါ့နော်အဲဒီထဲမှာမိနစ်ပိုင်းတွေတော်တော်လေးလို့ဆိုပေမဲ့လည်း သူတို့ပြောသွားတဲ့ဇကာရဲ့အဓိပ္ပာယ်ကဘယ်ကိုသွားပြီးတော့အလားတန်ကလားရဘယ်ကိုသွားနေလဲဆိုတာတိတိတသာထင်ထင်ရှားရှားတောင်သွားထွက်ရတဲ့အခြေအနေမျိုးပေါ့နော်အဲတော့ဒီဟာပြီးလို့ရှိရင်ဖွင့်ပြပါတော့တော့တော့ဒါထူးခြားထူးခြားသတင်းတွေလောက်ပါအောင်စက်တင်ဘာလ28ရက်နေ့ကနေခင်းပိုင်းပေါ့နော်ဖြစ်စဉ်လေးတခုဒါပဲခူးတိုင်းတာယာဝတီ KI အုပ်ဖို့မြို့နယ်ကြေးရွာတေရွာမှာရှိုင်မှုမြင်းအောင်နေမှာ2ဒေါ်လာရေးရော်တွေကိုစစ်သားထင်ပြီးတော့ ာဆရာတော်ကပဲဟိုတက်စုကလည်းဘာညာမေးမြန်းနေတဲ့အချိန်မှာတော့တော်လိုင်းရဲဘော်ကနေဒီမှာဒီရာအိမ်မှုကိုပြစ်ခတ်ရှင်းလင်းလိုက်တာပေါ့နော်အဲ့ဒီမှာဒီရာအိမ်မှုကလည်းဘုံမှုကစစ်မှုတွေဟောင်းလဲဖြစ်ပြီးတော့မှခုနကစစ်သားလား PDF လားဆိုတာဟောမတိတဲ့အစင်လို့ဆိုတော့ဖားကျင်ဖားကျင်တာပဲတိတာပဲဟိုဟာဟိုဆရာတော်ရှင်လေးချမ်းလေးတောက်ပါအောင်ကျွန်တော်လက်ဖက်တောက်လိုက်ပါအောင်မယ်ဘာညာနဲ့လက်ဖက်တောက်ဖို့ပြောပြီးတော့ထားတဲ့ထားအောင်တော်လိုင်းရဲဘော်တွေကခုနကလို့ လေးချက်ပေါ့ပြက်ခတ်ပြီးရှင်းလင်းလိုက်တာပေါ့ဟုတ်ဟုတ်အဲ့ဒီမှာဟိုပါဘောအဲစစ်သားပေါ့နော်သူပြောတဲ့ထဲမှာစစ်သားထင်လို့မင်းကတော့စစ်သားပါပဲဟုတ်အကုန်လုံးကစစ်သားတွေပါစစ်သားတွေပဲပြည်သူကိုအနိုင်ကျင့်တဲ့စစ်သားနဲ့ပြည်သူကိုထင်နိုင်ကျဲတဲ့စစ်သားနဲ့ပေါ့နော်ဟုတ်ပြည်သူပေါ်မှာကာကွယ်ဆောင်ရှောက်တဲ့စစ်သားတပီးတူပေါ်မှာကာကွယ်ဆောင်ရှောက်တဲ့စစ်သားကို तू ကရက်ဆက်ရုံးမာတဲ့အနိုင်ကျင့်တဲ့စစ်သားနဲ့တွားပြီးတော့မှာ အပြည်သူစစ်သားနဲ့ဒီပြည်သူဆန့်ကျင်နေသောစစ်သားပေါ့နော်ဒီလိုနှစ်ပိုင်းကွဲနေပေါ့ကွဲနေမှာသူကပြည်သူစစ်သားတွေကိုတွားပြီးတော့မှဟိုပြည်သူစစ်သားကတော့ပြောရမယ်ဆိုရင်ကျွန်တော်တို့ပြည်သူစစ်သားတွေအကုန်လုံးကတော့မင်းတို့ဘောမာတွေတွေကတော့အစိတ်ကြီးပဲစိတ်ကြီးပဲကြိုက်တဲ့အချိန်ထီတွေးမှုဖြစ်ကြိုက်တဲ့အချိန်ငါတို့တကိုင်းလေးကိုင်းပြီလို့မျိုးချတာပဲဖြစ်ဖြစ်နေတေချာပေါက်ကတော့အစိတ်ကြီးပဲတေဖို့ပဲအကုန်လုံးကလည်းမြည်သူတူတူတယောက်ကမှ ဒါခွင့်လွတ်ပါမယ်ပေါ့နော်ခွင့်လွတ်ပါမယ်ဟာဟိုဟွာဖြစ်ပါရဲ့ပြည်သူတွေပေါ်မှာအခုလိုမျိုးပေါ့နော်ဒီဟွာတွေပေါ့စင်ပူတန်းကြီးကောက်တာတို့ပေါ်တာဆွဲတာတို့ဘာတို့တွေအကုန်လုံးကိုခွင့်လွတ်ပေးပါမယ်လို့တော်လိုင်းဘက်ကလုံးဝပြောမထားဘူးဒါနဲ့ပတ်သက်လို့လည်းလုံးဝခွင့်လွတ်နိုင်မှာမဟုတ်ပါဘူးနော်အဲ့တော့ထူးခြားတာကအဲ့ထဲမှာကဒီ तू ကဒီခမား6ပေါ့နော်ခမား6အုပ်ဖို့တက်ပေါ့အုပ်ဖို့ခမား6နဲ့ဆိုလို့ရှိရင်ဒါဟိုပါပေါ့ ခါမ6ကတိန်ညွန့်ပေါ့အဲတိန်ညွန့်လို့ခေါ်တာအမှန်တော့တိန်မြုပ်သူသူ့ရဲ့ရွာနာမည်တိန်မြုပ်တိန်မြုပ်ကနေမှနောက်တိန်ညွန့်ပေါ့ရင်တော့အဲဒါမှဆလူမြောင်ဆိုတဲ့နေရာရှိတယ်ဆလူမြောင်မှာဖုန်ကြီးတစ်ပါးတောင်ပဲဒါနာမည်ကြီးတဘိုးကြီးဖုန်ကြီးတစ်ပါးတောင်အဲ့ဒါပေါ်ထွန်းခဲ့တယ်ပေါ့ဆလူမြောင်ဆရာတော်ကြီးဆလူမြောင်ဆရာတော်ကြီး ਨੇ ဆလူမြောင်နားမှာပေါ့သူကအဲအဲ့ဒီဟာကတိန်မြုပ်ဆိုတဲ့နာမည်ကြီးကတိန်မြုပ်ပြောက်ွယ်သွားတယ်ဆိုတော့ပုံစံမျိုးဖြစ်မှာဆိုလို့ဆိုပြီးကမှသူကတိန်ညွန့်ဆိုတဲ့ နာမည်ပြန်ပြောင်းထတာဗောနော်ခခမ6ကအဲ့ဒီယွာယွာနာမှာအခြေဆိုင်တာပေါ့ပြီးတော့အဲ့ဒီကူမြင်းအောင်ဖြစ်တဲ့နေရာနဲ့ခမ6เนี่ยမိုင်ဝက်လောက်ပဲဝေးတယ်ဟုတ်ဒီနည်းလေးတနတ်တန်ဆိုလေအတိုင်းသားကြားရမယ်ဟောဒီမှာပြီးရင်ကျွန်တော်တို့မိုင်ဝက်ဆိုတာဆိုင်ကနေဝူးဆိုထွက်လာမယ်ဆိုလို့ရှိရင်ဘလောက် ကြာမှာမလို့မိုင်ဝက်ကဘလောက်မှမဝအောင်ဘောနော်အဲ့တော့ဘလောက်မှမဝအောင်ကျွန်တော်တို့ဟို DSC မှာတော့ဆိုလို့ရှိရင်ဒါဟိုဟာ city bus ပြီးတဲ့အချိန်မှာကျွန်တော်တို့9မိုင်ကိုကျွန်တော်ညီဝက်ပတ်ရှာလဲကျွန်တော်တို့32မိနစ်နဲ့ပန်းဝင်ခဲ့တယ်ဘောနော်အဲ့ဒါဒီ9မိုင်ကျွန်တော်တဲ့ဆောတဲ့လူတွေရှိသူကအကောင်းဆုံးဆန်ကြီး20နဲ့10မိနစ်နဲ့လူတွေသူကဒီ9မိုင်ကိုပြေးတာဘောနော်အဲ့တော့လူပြေးရင်တော့မှပဲ ဟိုငားမိုင်အောင်ဒီလောက်ပဲပြေးရတာဗောနော်ဒီလောက်ပဲပြေးရတဲ့ဟွာကဒီမိုင်ဝဲဆိုတဲ့ဟာလေးကဘလောက်ခီးရှိလို့လဲဗောနော်အဲ့တော့သူတို့ကဒီမိုင်ဝဲလောက်ဝေးတဲ့နေရာလေးမှာဘယ်တော်နိုင်တက်ဖွဲ့မှာမလာရဲဘူးဆိုတော့ပုံစံမျိုးဖြစ်နေတဲ့အခါကျတော့ तू ကတနတ်နဲ့လဲတွေ့လဲတွေ့ရောမဲမဲမြာအဖေခေါ်ကျင်တော့တာပဲတနတ်နဲ့တွေ့ရနဲ့ဒါဟိုဟွာမဟုတ်တော့ဘူးတော်နိုင်တက်ဖွဲ့မဟုတ်တော့ဘူးဗောနော်ဒါငါတို့ရဲ့ မိတ်ဖက်တွေပဲပေါ့နော်ငါဟိုသစ်မှုတန်းကြီးဘယ်လိုကောက်ရမလဲငါနဲ့ပတ်သက်ပြီးတော့မှငါတို့ဖားလိုက်ရင်တော့ဟိုဝါဖြစ်မယ်ပေါ့နော်နေရာကောင်းတစ်ခုတော့ရတယ်ကောင်းရင်ဆိုပြီးတော့မှလက်ဖက်တုပ်တွေပါလေထားပြီးတော့မှလှုပ်တဲ့အချိန်မှာဒါတော်သေးတယ်လားငါတလောက်ပေါင်းပါသေးလို့လက်ဖက်တုပ်တစ်မျိုးပဲမို့လို့ငါတလောက်ပေါင်းပါရင်တော့သူကတော်တော်အချိန်နေပို့ပြီးတော့မှဆိုးရွားသွားမယ်ပေါ့နော်ငါတလောက်ပေါင်းအောင်ဒီနေ့ပြန်လာပြီးပြောတယ်ငါတလောက်ပေါင်းကြီးလမ်းမှာဘလောက်တွေတော့လေးရင်ပေါ်မှာငါတလောက်ပေါင်းသွားလားမသိဘူးလားငါတလောက်ပေါင်းပြီးတော့မှငါကိုယ်တိုင်ငါကိုယ်တိုင် ွေးမဲ့ရုရှားမှာဆိုပြီးတော့မှတရားဟိုစပုံမှုဝေဆုံးတွေပါတွေကိုကိုယ်အုတ်ထုတ်တွေပါကြီးဆောင်းပြီးတော့မှပူတက်ပူတက်နဲ့တော့လေရင်ထဲမှာလူမြန်လုံးနေလာတော့မသိကတော့လက်ဖက်သုံးနဲ့ငါတလောက်ပေါ်ကတော့တော်တော်နာမည်ကြီးနေတယ်ပေါ့အခုလည်းမင်းအောင်လိုက်တပည့်တကောင်မှလက်ဖက်သုံးကျွေးရင်းနဲ့ဒါဟိုဘယ်လိုပြောရမလဲငရဲရောက်သွားတယ်လို့ပြောရမလားကိုနာငယ်ပြောသလိုပဲပြောရတော့မှတည်သွားတယ်ပေါ့နော်ဟုတ်အဲနောက်တစ်ခုကတော့ကျွန်တော်ဒါ1900 93ခုနှစ်လောက်က ဟိုဖြစ်ခဲ့တဲ့ဖြစ်စဉ်လေးတွေပေါ့နော်အဲ့ဒီဖြစ်စဉ်လေးမှာဆိုတာဘူးလတ်လှဆွေရနေမှာခုနဘာသာရေးနဲ့ပတ်သက်ပြီးခွဲခြားဆက်ဆံပြီးပြောဆိုထားတဲ့ဗီဒီယိုဖိုင်လေးနဲ့ပတ်သက်ပြီးတော့လည်းဘူးပြောပေးရောဟုတ်ဒါနဲ့ပတ်သက်လို့ကျွန်တော်တေချာနားထောင်လိုက်နားထောင်လိုက်ရင်ကျွန်တော်တော်တော်စိတ်စိတ်တူဝရေပေါ့နော်ဒါကနိုင်ငံကိုအုပ်ချုပ်မယ်လို့ပြောနေတဲ့ကျန်းမာရေးပါတီကအဲလူကြီးတယောက်ရဲ့ပြောတဲ့စကားပေါ့နော်ဒါလူကြီးတယောက်ဆိုတော့ကျွန်တော်ကဟိုဘယ်လို ပြောရမလဲဟို နည်းနည်းလေးတက်တက်ညညာလေးပြောထားပေးတာပေါ့နော်အခုခွေးကြီးတကောင်ရဲ့ပြောတဲ့ဟိုဟာကဘယ်လောက်ထိအိုးနောက်ကဘယ်လောက်ထိဟိုဟာဖြစ်နေလဲဆိုတဲ့ဟာပေါ့နော်သူကပြောလဲဆိုတော့1983လောက်ကတဲ့ဒါသူတို့ကြောက်စင်မှာပေါ့နော်ကြောက်စင်မှာတော့ခါလာ29ကကြောက်စင်မှာပဲရှိသေးရောမြေကြီးသားကိုမပြောင်းရသေးဘူးပေါ့နော်မပြောင်းရသေးခင် ကာလာမှာသူကအဲ့ဒီမှာဒီမျိုးနယ်ကောင်စီဥက္ကဋ္ဌကလည်းမျိုးနယ်အုပ်ချုပ်တာကလည်းတက်ကဘူကြီးဟောင်းပဲပေါ့နော်ဘူကြီးဟောင်းက ဒီမြို့နယ်ကိုအုပ်ချုပ်ပြီးတော့မှသူကဟိုဖြစ်တာပေါ့နေနေတဲ့အချိန်မှာဒါဥနေဝင်လာမယ်ပေါ့ဥနေဝင်မြို့ကိုကြောက်ဆက်မြို့ကိုလာမယ်ဆိုတဲ့အချိန်မှာလမ်းပေါ်မြက်တွေရှင်းပါးတွေရှင်းပေါ့ထုံတန်တိုင်းပေါ့မြက်ရှင်းရမယ်ထုံတော့ရမယ်ဆိုတဲ့ဟာကဟိုတန်းရွှေခေဒီမင်းအွန်လိုင်းခက်တော်မှာပဲဒါသူဟိုဟာအယတအဆိုးရောက်ပေးလိုက်လို့မဟုတ်လို့ရှိရင်တည့်ရတိုင်းပဲဆက်ပြီးတော့မှထုံထုံထုတ်လိုက်ခြံစည်းရုံးထုံထုတ်တာတို့မျက်ရှင်းတာတို့ကလုံနေအောင်မှာပဲဗောနော်အဲ့လိုမျိုးမျက်တွေရှင်းရတာဗောမျက်တွေရှင်းရတဲ့အချိန်မှာသူက ဘုန်းကြီးကျောင်းရှိရမြက်ကြတော့အများပိုင်းဖြစ်နေတော့ဘယ်သူမှရှင်းမဲ့လူမရှိဘူးပေါ့နော်မရှိတဲ့အခါကျတော့သူကဟာဘုန်းကြီးကျောင်းရှိရမြက်တွေကိုရှင်းဖို့ဆိုပြီးကမှဒီမြို့နယ်ကောင်စီဥက္ကဋ္ဌနေပြီးသူတို့လှဆွေတို့ကဘူးလဲလှဆွေတို့ကအဲ့ချိန်မှာဒါသူတို့ကလမ်းစဉ်ပါတီလူငယ်ဟိုလူငယ်တွေပေါ့နော်အဲ့မင်းတို့လမ်းစဉ်ပါတီကလူငယ်တွေလာပြီးတော့မှရှင်းပေးဆိုပြီးမှခေါ်ရှင်းခိုင်းတာပေါ့ရှင်းခိုင်းတဲ့ခါကျတခြားဘာသာဘုန်းကြီးတွေကမေးတယ်တဲ့ဥပမာခရစ်ယာန်တို့ဟိန္ဒူတို့မွတ်စလင်တို့ ဘုန်းကြီးတွေอ่ะဗောနောငါတို့မှာလဲဖရာเจ้าနေရှိတယ်ဗောနောငါတို့ဖရာเจ้าနေလဲအဲဟိုဟာဖြစ်မပေးဘူးလားဗောနော ရှင်းမပေးဘူးလားဆိုတော့ဒါမြို့နယ်ကောင်စီဥက္ကဋ္ဌပြန်မေးတယ်ဗောအဲ့ဘုန်းကြီးတွေဟိုကျန်တဲ့ဘာသာဘုန်းကြီးတွေကိုမင်းတို့တမဘာမှာစာအုပ်ရလားဟုတ် ဆိုတော့ရတယ်ဗောနောငါတို့ဒီတမဘက်မှာစာအုပ်နဲ့ပဲစန်ဒီစီလေးထုတ်နေတယ်ဗောနောအေးငါတို့ဗုဒ္ဓဘာသာဘုန်းကြီးတွေကမရဘူးလို့ဆိုရယ်ငါတို့ဗုဒ္ဓဘာသာဘုန်းကြီးတွေကတော့စန်ဒီစီလေးမရဘူးတမဘက်မှာစာအုပ်မရှိတဲ့အတွက်သူတို့ကိုငါတို့က လာပြီးတော့မှရှင်းပေးတာပေါ့မင်းတို့ကတမဝါမှာစာအုပ်ရှိတယ်မင်းတို့ကဟိုဖြစ်တဲ့အတွက်မင်းတို့ဒီခွင့်ရေးယူထားတယ်ပေါ့နော်မင်းတို့ပြီးတော့ပြောဆိုလိုချင်တာကတော့မင်းတို့ကလူပေါ့နော်ဘုံကြီးမဟုတ်ဘူးပေါ့နော်မင်းတို့ကလူတွေကလူပဲဘုံကြီးမဟုတ်ဘူးမင်းတို့ကိုကိုရမယ်ကောင်တွေလည်းမဟုတ်ဘူးအဲမင်းတို့ပြီးလို့ရှိရင်အောက်အောက်ကကွန်မန့်နေသလိုရှိရင်တို့ကမိမယူလို့ရတယ်တို့တို့ကဟိုဖြစ်လို့ရတယ်လို့ဒါကသူ့ဘာသာနဲ့သူ့ပေါ့နော်သူ့ဘာသာမှာသူတို့လိုင်းနာဆောင်းထင်းရမယ်အကြောင်းအရာတွေသူ့ကသူဆောင်းထင်းနေ ဒါဟို PK ဆိုရင်ဇက်ကားတော်ရိုက်ထားသေးလေဟိုအိန္ဒိယမင်းသား PK ဆို PK ကားလေကျွန်တော်တို့ဟိုဟာသူ့ရဲ့ရင်းမြန်ကိုခေါ်တဲ့ဟိုကြီးပျောက်သွားလို့လေအဲ့ဒီဇက်ကားထဲမှာဆိုဒါဘာသာဘောင်းဆောင်ရဲ့ဟိုအကြောင်းတရားတွေကိုအခြေခံပြီးတော့မှရိုက်ထတာပေါ့နော်တော်တော်ဝေမှန်ခံရတယ်လို့အောင်ပြောသေးတယ်ဒီတိုင်းပဲဒါဒါတော့ထားလိုက်ပါတော့နောက်ဆုံးသူကအနှိမ့်ချုပ်ဗာပြောသွားတဲ့တော့လှဆွေရဲ့ဗာပြောသွားတဲ့တော့မတူဘူးกว่าတဲ့ဆိုတော့ဒီလိုပါတီကလူကြီးတယောက်ရဲ့နှုတ်ထွက်စကားကဒီလိုစကားမျိုးဆိုလို့ရှိရင် ဒီပါတီအာဏာရလာတဲ့နေ့ကြလို့ရှိရင်ခရခရိယန်လည်းမစင်းသားနဲ့ဟိန္ဒူလည်းမစင်းသားနဲ့မွတ်စလင်လည်းမစင်းသားနဲ့ဟဲ့အောင်မတူဘူးကွာဆိုရဲဇကားတခွန်းနဲ့ငါသူ့ဘာသူဗုဒ္ဓဘာသာကိုကျွန်တော်လည်းဗုဒ္ဓဘာသာပဲဒါပေမဲ့ဗုဒ္ဓဘာသာကိုပဲပတ်စပေးနိုင်မယ်ဗုဒ္ဓဘာသာကိုပဲကိုးကွယ်နိုင်မယ်ဗုဒ္ဓဘာသာကိုပဲကြည်ညိုနိုင်မယ်မင်းတို့ကျန်တဲ့ဘုံကြီးတွေကလူတွေပဲကျန်တဲ့កောင်တွေကိုငါတို့ကလူလိုပဲဆက်ဆက်မယ်မင်းတို့တိတ်ခါတော်ရဆရာတော်တို့အဲ့ဒီကဘာဖြစ်တယ်တို့ညာဖြစ်တယ်တို့ လာပြီးတော့မလုံးနဲ့ဆိုတော့ပုံစံမျိုးပေါ့နော်အဲ့တော့နိုင်ငံကိုအုပ်ချုပ်တာကလည်းဗုဒ္ဓဘာသာကပဲကြီးဆိုးမယ်ဗုဒ္ဓဘာသာကပဲအုပ်ချုပ်မယ်ဗမာလူမျိုးကပဲကြီးဆိုးအဲအဲ့တော့ဗုဒ္ဓဘာသာအများစုကဘယ်သူလဲဆိုတော့မြန်မာလူမျိုးအများစုကဗုဒ္ဓဘာသာဝင်နေဖြစ်တဲ့အတွက်နောက်ဆုံးတော့ဘာသာရေးကနေပြီးတော့ဆက်ဆက်ပြီးတော့တွေးပြီးတော့မှဆွဲခေါ်သွားလိုက်လို့ရှင်တော့ဗမာလူမျိုးကြီးဝါဒဆိုတာကိုဆက်ပြီးတော့ကျင်းတယ်သူတို့ပြောတဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲဟုတ် အဲ့ဒီလူရွေးကောက်ပွဲကနေပြည်သူလူထုရွေးချယ်တင်မြှောက်လိုက်တဲ့လူတွေဒါလူဒန်းတို့လူအခွင့်အရေးရတကယ်ဒီမိုကရေစီဆိုတဲ့ဟာကအနှစ်သာရတော်တော်ပြည့်တယ်ဗောနော် for for the people behind the people government of the people ဆိုတာကပြည်သူလူထုအတွက်ပြည်သူလူထုကနေရွေးချယ်တင်မြှောက်သောအစိုးရကိုသူကဒီမိုကရေစီလို့ခေါ်ဆိုရတယ်ဗောနော်အဲ့တော့ပြည်သူလူထုကိုသူကဒန်းတို့အခွင့်အရေးပေးရမယ်ဗုဒ္ဓဘာသာလည်းတစ်ချက်ဆိုတစ်ချက်ပဲဟုတ်တယ်ဟိန္ဒူလည်းတစ်ချက်ဆိုတစ်ချက်ပဲမွတ်စလင်လည်းတစ်ချက်ဆိုတစ်ချက်ပဲ ဗုဒ္ဓဘာသာဘုန်းကြီးကြောင့်လည်းဒီခွင့်ရပဲဖြစ်ရမယ်။ဟိန္ဒူဘုရားကြောင့်ချစ်ခိုးကြောင့်လည်းဒီခွင့်ရပဲဖြစ်ရမယ်။ဗလီလည်းဒီခွင့်ရပဲဖြစ်ရမယ်။ခရိယံဘုရားချစ်ခိုးကြောင့်လည်းဒီခွင့်ရပဲဖြစ်ရမယ်။ဒါမျိုးစကားပြောရမယ်ဟာကမဟုတ်ဘူးမတူဘူးกว่าဆိုပြောတဲ့စကားကဒါကြည့်ရမယ်ဆိုတော်တော်ရိုင်းနေလို့တော့ပြောလို့ရတယ်ဗောနော်ဟုတ်ရှိမှလည်းဒါပါတာရေးတယ်မကပါဘူးအခုဒါကျွန်တော်တို့ခေဆက်ဆက်ဗောနော်ရေကောက်ွယ်တွေမှာလည်းခုနပမာ ဗမာဗမာချင်းပါပဲဒါအမေတော်ဆန်းစွကြည်တို့ပါတော့ဆိုလာလေဗမာလူမျိုးပဲဒါပေမဲ့သူတို့ဟိုကန့်တတ်ထားတာပေါ့နော်ကန့်တတ်ထားတာကနိုင်ငံသားနဲ့ယူလို့ရွှေကောက်ပွဲတမရဖြစ်ခွင့်မပေးဘူးလို့ဒါသူတို့ရဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာလည်းတရားမျှတတဲ့ဥပဒေတွေမဟုတ်ပဲနဲ့အဲသူတို့ပဲလိုရာဝဲဆွဲပြီးတော့ဒါဥပဒေလောက်ထားတာပေါ့နော်စစ်ကောင်စီအစိုးရအဲဟိုစစ်ကောင်စီအုပ်စုကပြောတာပါဟုတ်နောက်တစ်ခုကတော့ဒါဘုံဘူးဟိုပါလေ ကျန်းခုတ်ပါတီဥက္ကရာခင်ရရဒါ public မှာတက်ပြီးတော့ပြောထားတဲ့ video file လေးပေါ့နော်အဲ့ဒီ video file လေးကိုလည်းဒါမပြည့်သူလေးပြအောင်ပြနေတာပေါ့ဟုတ်အဲ့ဒါကျွန်တော်တို့လောတဲ့ video file ရင်ဖွင့်ပြလိုက်ပါတော့3မိနစ်နဲ့အဲ3မိနစ်နဲ့စက္ကန့်40ပါပဲနော်3မိနစ်နဲ့40တစ်စက္ကန့်ပဲကြာတယ်ဗျအဲ့ဒါလေးကျွန်တော်အရင်ဖွင့်လိုက်မယ်ဖွင့်ပြီးကမှကျွန်တော်အဲ့ဒါလေးပတ်သက်ပြီးတော့နည်းနည်းပြောပြမယ်ပေါ့နော်မင်္ဂလာပါခင်ဗျကျွန်တော်နိုင်ငံဟာငါနဲ့မတူငါရန်သူဆိုတော့ အတ္တနိုင်ငံရေးသမားတွေရဲ့တွေးခေါ်ဒီကြောင်းအကျံဖက်မှုပြိပက္ခတွေကြားမှာလူသားအလုံးရဲ့အနာဂတ်တွေညှော်မှန်းချက်တွေကြောက်လန့်တော်လို့မှုစတာတွေဟာအချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။လာမယ့်2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ့်ယူကော့ပွဲကြီးဟာအဲ့ဒီအခြေအနေတွေအလုံးကိုအဆုံးသတ်ပေးနိုင်တဲ့လို့ရတဲ့ကျွန်တော်အခိုင်အမာယူဆပါတယ်။တိုင်းပြည်တည်ငြိမ်မှုတာယာဝါပြောဖို့လူသားအလုံးနဲ့လူငယ်လူငယ်တွေရဲ့အနာဂတ်တွေ လှပစေဖို့ပြန်လည်တိဆောက်ပေးဖို့ဒါတွေပဲဖြစ်ပါတယ်အရှုပ်ထွေးတွေအချိုးကွေတွေနေရာမှာကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ဘဝတွေကြုံထမ်းဆောင်ခဲ့တဲ့တောင်ဝတရားတွေရဲ့အတွေ့အကြုံစစ်စစ်မှတ်ပြလေ့လာနေတဲ့ပညာရှင်တွေနဲ့ကိစ္စုံဆွေးနွေးချက်တွေအရာဒီပြဿနာတွေကိုကျွန်တော်တို့ကောင်းစွာကင်တွယ်ဖြေရှင်းပြနိုင်တဲ့ခိုင်မာတဲ့စီမံချက်တွေကျွန်တော်တို့မှရှိပါတယ်။နတ်တော်ကောင်းကောင်းတက်တက်ဆောင်မှုတွေလို့အလွတ်ရွတ်ပြနေရမယ်အစားတကယ်ကိုအရေးရှိတဲ့ဇက်လက်ကောင်းတွေ ေါ်ထွက်လာတာနဲ့အတူဒီကြလာတွေကိုအချိန်ကန့်သတ်ချက် time frame သတ်မှတ်ချက်တွေနဲ့သတ်မှတ်ပြီးတက်တည်ပြနိုင်မှုကျွန်တော်တို့အစင်းနေရှိပါတယ်ကျွန်တော်တို့မှာဒီလမ်းစဉ်တွေကိုအကောင့်တွေဖော်နိုင်မှုရည်ချင်းရှိတဲ့လူပုဂ္ဂိုလ်တွေအပြည့်အဝရှိပါအဲ့ဒီလူပုဂ္ဂိုလ်တွေကိုကျွန်တော်တို့အကူအညီပေးနိုင်တဲ့အဖွဲ့အစည်းတွေအထောက်အကူပြုဖွဲ့ရတယ်အခိုင်အမာရှိနေပါတယ်အသိနဲ့ရှိကြပါတယ်ကျွန်တော်တို့ဒါတွေအလုံးတွေကျွန်တော်ပါတီကပြင်ဆင်ဆောင်ရွက်မှုတွေဆောင်ရွက်ထားရှိပြီးဖြစ်တယ်လို့ပဲ ပြောပြရစီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဒါလေးနဲ့ပတ်သက်လို့ပေါ့နော်အဲ့တော့ကျွန်တော်တို့ကယူကောက်ပွဲမလောက်ရသေးခင်မှာကျွန်တော်ကြိုပြီးတော့မှကျွန်တော်တို့ခံမှန်းကြိုပြီးတော့မှခံမှန်းတာဆိုရယ်ကြိုပြီးတော့မှဖြစ်လာနိုင်တဲ့အကြောင်းအရာလေးတွေသုံးသက်ချက်လေးတွေပြောတဲ့အထဲမှာပါတယ်ပေါ့နော်အဲ့တော့သူကဒီယူကောက်ပွဲကယူကောက်ပွဲလှုပ်လှမ်းရင်နိုင်ငံကြီးကပြီးသွားပြီလို့ ှင်းနေတာစိတ်သူပြောခဲ့တဲ့ဇာခားထဲမှာဒါမဲ့ဒါ2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာပြုလုပ်မဲ့ရေကောက်ပွဲကြီးဟာဒါတွေအားလုံးရဲ့အဆုံးသတ်ဖြစ်လိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ဆိုတော့ရေကောက်ပွဲပြီးသွားတဲ့နောက်နေ့မှာကျွန်တော်တို့လိုမတော်လန်နဲ့တော့ဟုတ်မတော်လန်နဲ့တော့ငါတို့ကမင်းအောင်လိုက်အစိုးရမဟုတ်တော့ဘူးပြည်သူရွေးချယ်တင်မြှောက်လိုက်တဲ့အစိုးရဖြစ်သွားပြီမင်းတို့နဲ့ငါတို့နဲ့စကားပြောတော့မယ်ဟုတ်အဲ့ဒီမှာမင်းအောင်လိုက်ကလည်းဘာဆိုအနာယူမယ် တချို့တယောက်ထိုးတင်လိုက်မယ်တချို့တယောက်ထိုးတင်မို့လဲကြံစီနေအခုပဲကျော်သွားလင်းတမီဟိုမှာဂျပန်မှာဝိုက်ကောက်လုတ်ခန့်နေရပြီစာသွားတင်နေတဲ့ဟာဘောတော့ပညာတော်တင်သွားနေတဲ့ဟာဝိုင်းပြီးတော့မှဘာလို့ဝိုက်ကောက်လုတ်မှာတယောက်တယောက်တစ်ချက်ပဲတယောက်တစ်ချက်ပဲဗေးလိုက်ရောတဲ့။တယောက်တစ်ချက်ပဲဗေးလိုက်အဲကောင်မှတည်တယ်ပေါ့နော်။အဲ့တော့ဒီလိုမျိုးဖြစ်နေပြီ။အဲ့တော့သူကမင်းအောင်လိုင်ကလည်းစစ်တပ်ကိုတခြားလူတယောက်ကိုပေးလိုက်တော့မယ်။မင်းအောင်လိုင်စစ်တပ်မဟုတ်တော့ဘူး။အဲ ကျွန်တော်တို့တကယ်နှစ်စားလေးလေးလိုမျိုးနားလဲပါရိုက်ရှင်းတာအဲ့ဒီကနားလဲပါရိုက်ရှင်းတာကြည်လေမင်းတမရကောက်ဦးသူချုပ်ကဘလူလဲမင်းအောင်နိုင်မဟုတ်တော့ဘူးမဟုတ်တော့ဘူးမင်းတို့တွေးတွေးတကယ်တည်းပြည်သူကိုနှိပ်စက်တဲ့စစ်တပ်မဟုတ်တော့ဘူးငါတို့တွေပြောင်းလဲလိုက်ပြီးအမစိတ် စိတ်ကောင်းချိတ်ပြီးခွေးသားရောင်းနေဆိုတာဒါမှအစ်ဟုတ်ဟုတ်တကယ်အစ်ပဲဆိုင်တွေးကြည့်လို့ तू ပြောရဲအဲ့တမိနစ်ချက်ကန်40လေးမှာသူ့မှာခိုင်မာတဲ့စီမံချက်တွေကျွန်တော်တို့မှာရှိပါတယ်ကျွန်တော်တို့ဒါဟုတ် time frame time frame တစ်ခုအနေနဲ့ထားပြီးတော့မှာကျွန်တော်တို့ဒါဟုတ်တဖြည်းဖြည်းချင်းအဆုံးသတ်တော့မှာဆိုလိုတာကသူတို့ time frame ထားနေတဲ့အချိန်မှာ time frame ရလဲနှစ်ပေါင်း80ကျော်လာတယ်80သူတို့ time frame ထားနေတဲ့အချိန်ကာလမှာဝင်ပြီးတော့နှောက်ရတဲ့လူကိုအကျန်းဖက်လို့တခါသူက ဆွဆွဲဦးမယ်အဲဒီဟာပေါ့နော်အဲ့တော့ပြောသားတဲ့ဇကားထဲမှာကျွန်တော်မကြိုက်ဆုံးကတခုပဲ2025ရွေးကောက်ပွဲကြီးကဒါတွေကိုအဆုံးသတ်မဲ့အကြောင်းအရာဖြစ်ပါလေလို့ပြောတယ်တွေ့ရှုံကြည့်ပါတယ်ဟောနော်ဓာတိကြီးပြောတာနော်ဟုတ်တယ်ဟုတ်တယ်ဖြစ်လာလိမ့်မယ်လို့မျှော်လင့်နေတာမဟုတ်ဓာတိကြီးပြောတာဒီရွေးကောက်ပွဲပြီးရင်ပြီးပြီးမအားတို့တွေအရင်လိုပဲ ြန်ပြီးတော့မှတယောက်နဲ့တယောက်ဟုတ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကကြိုပြီးတော့မှရွေးကောက်ပွဲပြီးွားရင်ဘာတွေဖြစ်လာနိုင်မလဲဆိုတဲ့ဟာကျွန်တော်တမတာကဘာလုပ်တော့မလဲဆိုတော့ခင်ကြီးပဲတမတာဖြစ်ပြီးညိုစောပဲတမတာဖြစ်ပြီးဖြစ်ချင်းတဲ့ကောင်ဖြစ်ပေါ့ဗျာဘလူကဘလူလောက်ကြမလဲဆိုတော့905တွေပြန်လာခဲ့ဗျာဟုတ်နိုင်ငါတို့အေးမြူမဖမ်းဘူးကြောင်ဆရာဆရာမတွေပြန်လာခဲ့ချော့ခေါ်အောင်မှာချော့ခေါ်အောင်ချော့ခေါ်အောင်မှာချော့ခေါ်အောင်မှာအဲပြန်လာခဲ့ဟိုဖြစ်မယ်တရားအေးလည်းမယူ ငကိုမူလာတာဝန်မှာပြန်ပြီးတော့မှတာဝန်ထမ်းဆောင်ခိုင်းမယ်ဆိုတဲ့ချိန်မှာကျွန်တော်တို့ကအဲ့ဘက်ကိုစိတ်လဲမသွားဖို့ပေါ့နော်စိတ်လဲသွားနိုင်တဲ့အကြောင်းတရားတွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒုက္ခတွေဖြစ်နေကြတာဟုတ်ကျွန်တော်တို့ဂျီလီယန်တော်တော်များများတော်လိုင်းသမားတော်တော်များများကဒုက္ခတွေ ဝေနေတဲ့အချိန်ပေါ့နော်ဒါ၅နှစ်ကာလောက်လောက်လည်းရောက်လာပြီတကယ်တောင်းခံလာတာလဲဒါပလုံကောက်တဲ့လူကောက်နော်ဒီလိုမျိုးဒါဈေးရောင်းတဲ့လူကရောင်းပေါ့နော်ဒီလိုမျိုးတွေသူကသူတန်ရတန်ရအလုပ်ကလေးတွေနဲ့ဝမ်းရည်ကိုဖြည့်ရှင်းလာတာလဲကျွန်တော်တို့၅နှစ်လို့သာပြောတယ်ရက်ပေါင်းအားဖြင့်တွေ့ရင်လည်းထောင်ချီးနေပြီပေါ့နော်ထောင်ချီးနေပြီတရက်တရက်ကိုကျွန်တော်တို့ဒီသမင်း၃နှစ်စာအတွက်တချို့ဆို သုံးနှစ်ကိုနှစ်နှစ်ပေါင်းစားတဲ့လူတွေတောင်ရှိရယ်ပေါ့နော်ဒါကကျွန်တော်တနာအောင်ပြောတာလည်းမဟုတ်ဘူးဟုတ်တယ်ဟိုတကယ်ပြင်းပြင်းအရှိတရားပေါ့နော်ဟုတ်အရှိတရားပေါ့နော်ဒီလိုမျိုးတွေဟောဖြစ်တဲ့အခါကျတော့ပြန်ခေါ်လို့ရှိရင်တမဒါပြန်ခေါ်လို့ရှိရင်ကျွန်တော်တို့စိတ်လည်ပြီးတော့ပြန်သွားလို့ရှိရင်ဒေါ်လိုင်းကြီးကအခုအတူးနဲ့ဒဲနဲ့ရှိနေလူတွေကကျွန်တော်တို့၅၅ယောက်ပဲ့ပါဝါလိုက်၁၀ယောက်ပဲ့ပါဝါလိုက်အဲပဲ့ပါဝါတဲ့လူတွေကနောက်ကသူ့လူတွေကိုလှမ်းသူနဲ့ဒီလို close ဖြစ်တဲ့လူတွေကိုလှမ်းခေါ်မယ် ဟာငါတို့ပြန်ရောက်လာတာဟုတ်တယ်ခြေနေကောင်းတယ်ပြန်လာခဲ့ပါလားဒီမှာ AC ပဲဟိုမှာဖြစ်တော့ဘူးဆိုတဲ့ဟာမျိုးတွေဖြစ်လို့နောက်လူတွေကပါထတ်လိုက်သွားရင်ကျွန်တော်တော်လန်ရေးကိုအားပြောစေတဲ့အကြောင်းအရာတွေဖြစ်မှာအရန်ကြောက်ရတယ်ဆိုတော့ပြောချင်တာပေါ့နော်အဲ့တော့အဒီထဲမှာ तू ပြောသွားတဲ့အထဲမှာတော့ငါနဲ့မတူငါရန်သူစားစားချင်းပြောတဲ့တစ်ကလုံးကငါနဲ့မတူငါရန်သူဆိုတဲ့ဟိုဒီအတ္တနိုင်ငံရေးသမားတွေကြီးဆိုးနေတဲ့ နိုင်ငံဖြစ်တယ်ဗောနော်ကျွန်တော်နိုင်ငံအဲ့တော့ငါနဲ့မတူငါရန်သူလို့ဘလူးကလောက်ခဲ့တာတော့ဟုတ်တယ်နောက်တစ်ခုကလည်းတိုင်းပြည်ပြအောင်လဲသူတိုင်းပြည်ပြန်လဲဟိုထူထောင်မယ်တော့နောက်တစ်ခုကလူလူငယ်တွေရဲ့အနာဂတ်တို့ကျွန်တော်တို့တိုင်းပြည်ကိုစုပ်ပြတ်သက်သွားအောင် လုပ်တာလဲဒီစစ်ကောင်းဆောင်အုပ်စုပဲဗောနော်နောက်တစ်ခုကလူငယ်တွေရဲ့အနာဂတ်လမ်းပြောက်သွားအောင်လူငယ်တွေတော်တဲ့ရောက်အောင်လုပ်ခဲ့တာလဲကြံ့ခိုင်ရင်းနဲ့စစ်အုပ်စုပဲဗောနော်အခုကြာမှာထပြီးတော့ ဟိုဒါတူတော်ကောင်းစကားတွေပြောနေတာပေါ့ပြောနေတာဆိုတာနာဟိုဟာတာတွေကြီးစရာမဟုတ်တဲ့ဟာတာတွေကိုခင်တက်ပြောနေတာပေါ့နော်ဟုတ်အဲ့တော့ငါနဲ့မတူငါရန်တူလို့ဘသူကဆားခဲ့လဲဆိုအခုဆိုင်နဲ့ကျွန်တော်နဲ့ဆိုလို့ရှိရင်စစ်တကောက်ကောင်တွေကဘာဖြစ်မလဲငါရဲ့သူတို့ရဲ့ရန်သူပဲကျွန်တော်တို့ကအဲ့တော့ဘာဖြစ်လို့မင်းတို့ရန်သူလို့တက်မှတ်လဲဆိုသူတို့နဲ့မတူလို့ သူတို့လိုမင်းအွန်လိုင်းကိုဝါဖြစ်ရမယ်နေတို့ဖြစ်ရမယ်ဆိုတော့ပုံစံမျိုးမင်းတို့နဲ့မတူပဲငါတို့ကငါတို့ကငါတို့ပြည်သူပဲကိုလာတဲ့ဟာငါတို့ချစ်တက်ကကောင်းနေရဲ့အကောင့်နေ Facebook အကောင့်နေ YouTube တွေဘာတွေမှာခါတော့မဆဲဘူးငါတို့ဆဲတာဒီမင်းအွန်လိုင်းနော်ဟုတ်တယ်မင်းအွန်လိုင်းမင်းအွန်လိုင်းနောက်ကိုလိုက်တဲ့ကောင်မှန်သမျှဆဲတယ်ဒါပေမဲ့ ပါစင်နေအကောင့်မှာသွားပြီးတော့မှဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်မက်ဆင်ဂျာမှာသွားပြီးတော့မှစာမပို့ဘူးเนาะအဲ့တော့မင်းတို့ကသာငါနဲ့မတူငါရန်သူဆိုပြီးတော့မှ like တတ်မှတ်ပြီးတော့ငါတို့ဟိုဘာဖြစ်တယ်အဲ့တော့ငါတို့မှာလဲငါတို့ဦးစည်းခေါင်းဆောင်ရှိရယ်ငါတို့ဦးစည်းဟိုဘာဖြစ်တဲ့လူချိတယ်အဲ့တော့ငါတို့ဦးစည်းခေါင်းဆောင်နဲ့ငါတို့ကငါတို့အလင်းသိမြော်ဒီလိုမျိုးဟိုဘာဖြစ်တာဗောနော်အဲ့တော့သူတို့ကဟိုပြည်သူလူလူကအနာသိမ်းသွားလို့ဆိုအေးအေးဆေးဆေးငြင်းငြင်းချမ်းချမ်းနဲ့တောင်းဆိုတယ်ဟုတ်ဒါပေမဲ့လက်ခံလား လက်မခံမဲနဲ့ကြည်သစ်ကြည်မှန်တဲ့ဆိုင်ပြစ်ခတ်ခဲ့ပြီးတော့မှသူတို့အာနာသိန်းနာကိုလက်မခံတဲ့သူတို့နဲ့မတူတဲ့လူတွေမှန်တယ်မြတ်သူတို့ရန်သူလို့တတ်မှတ်ပြီးတော့ပြည်တွင်းမှာမနေနိုင်အောင်ပြည်တွင်းမှာလည်းမျိုးပေါ်မှာပေါ်ပေါ်တင်းတင်းနေလို့မရအောင်လို့နောက်ဆုံးတော်တဲ့ကိုရောက်အောင်တော်တဲ့နေတိုင်းတစ်ပါးကိုရောက်အောင်လုပ်ခဲ့တာကသူတို့ပဲအဲ့တော့ငါနဲ့မတူငါရန်သူဆိုတာဘသူကဆလုတ်ခဲ့တာလဲလို့ပဲကျွန်တော်ပြောနေတာပေါ့နော်ဟုတ်တကယ်တမ်းဟိုတိုင်းကြီးကိုပြန်လဲထူထောင်ခြင်းလဲဆိုရင်ဒါအမေဒေါ်အောင်ဆန်းစွတ်ကြည်တို့ လူမျိုးနိုင်ငံကိုတကယ်ဥဆောင်ဥရွက်တကယ်တမတမတ်နဲ့ပေါ့နော်တကယ်ဟိုဘယ်လိုပြောမလဲခေါင်းဆောင်ကောင်းတယောက်ဖြစ်တဲ့အမေစုလိုလူမျိုးတာထောင်ထဲကပဲထွက်လဲတတိရှင်လှုပ်ပေးလိုက်ပေါ့နော်တကယ်တင်ကြိမ်အေဂျင့်ကျင်လို့ရှိရင်နိုင်ငံတော်တကယ်တိုးတက်ရှင်စိတ်ရှင်လို့ရှိရင်အမေစုတယောက်ကိုပဲထောင်ထဲကရင်လုံးလှုပ်ပေးဖို့ကျွန်တော်ကတော့ဒါတောင်းဆိုချင်တာပေါ့အဲ့တော့ကျွန်တော်တို့ဘက်ကဒါနောက်ဆုံးညီကုန်းရုံနေတယ်ပေါ့နော်ကျွန်တော်တို့ဘက်က ငါနဲ့မတူငါရန်သူဆိုရယ်စိတ်လုံးဝမထားပါဘူးကျွန်တော်တို့ရဲ့လူလူခေါင်းဆောင်လက်ရှိအကျဉ်းချခံနေရတဲ့အမေတော်နှန်းစုကြည်ကိုပဲကြည်ပါသူ့ဘော်မှာသူမြမပြီးကိုပြန်ပြီးခြေချကလေးကဒီနေ့ဒီချိန်အထိနောက်ကနေတစ်စက္ကန့်မှမကွာအောင်လိုက်ပြီးတော့မှစောင့်ကြည့်ပြီးတော့မှ အချိန်မီွေးထောင်နေသေးဖို့ပြင်ဆင်နေတဲ့စစ်တပ်ကိုတော့သူမုံစကားလုံးဝမဆိုခဲ့ဘူးအဲ့ဒါသူနဲ့တူလားဆိုသူနဲ့မတူပါဘူးသူနဲ့မတူတဲ့ လူတွေတောင်မှပဲသူမုံစကားမဆိုခဲ့ဘူးအဲ့တိုင်းပဲကြံတဲ့ကျွန်တော်တို့အောက်ကဒါမေဆုကိုယုံကြည်သူတွေမေဆုနဲ့လက်တွဲပြီးအလုပ်လုပ်တဲ့လူတွေအကုန်လုံးကကျွန်တော်တို့နဲ့မတူလို့ကျွန်တော်တို့ရန်သူလို့တတ်မှတ်တာမဟုတ်ပါဘူးပြည်သူလူတွေရဲ့ဆန္ဒကိုမလိုက်ရောပဲနဲ့ပြည်သူလူတွေရဲ့ဆန္ဒကိုကန္နကောသာလှုပ်တဲ့လူကတော့ကျွန်တော်တို့ကရန်သူလို့တတ်မှတ်တယ်ဟုတ်ပါတယ်နော်အဲ့ဒီဟာလေးနဲ့ပဲကျွန်တော်ညီကုန်းချုပ်ချင်တယ်ပေါ့နော်အဲ့တော့ခင်ကြီးပြောလို့ငါနဲ့မတူငါရန်သူဆိုတဲ့စိတ်တွေကျွန်တော်တို့မှာလုံးဝ မရှိဘဲနဲ့တော်လှန်ရေးကိုဒါကျွန်တော်တို့အကုန်လုံးကတော်လှန်ရေးကိုဝိုင်းပြီးတော့မှအလွတ်လွတ်နေတယ်ဆိုတာလေးကိုပြောကြရင်လည်းကျွန်တော်တို့ရဲ့ဇကောင်းဝိုင်းလေးကိုညီကောင်းချုပ်ပါရဗျအဆုံးထိကြီးစုပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်